အမေကိုအာခံ၍ပြန်မပြောခင်တခုသောနန္ဒခင်တခုမှာထပ်တန်းကြောင်းသားရွယ်ကောင်းလေးတယောက်ကိုသူ့ရဲ့မိခင်ကအိယာမသိမိတဲ့အတွက်ဓမင်းစားခြင်းလည်းမသိအပြင်ထွက်လေလေမိဘသည်ခွင့်မတောင်းကြည်သာဘယ်ထင်ရှိနေပြီလဲတနေကုန်ပဲဂိမ်းစော်နေတယ်အစားရှိသဖြင့်စူပူချိန်မောင်းနေတာကိုတားဖြစ်သူကတိမခံနိုင်တဲ့အတွက်ဟာဗျာအမေရလေကျွန်တော်ခလေးမဟုတ်တော့ဘူးတနေလုံးပြတ်တောက်ပြတ်တောက်နဲ့နားဝင်ကြီးတယ်ကျွန်တော်ကကျွန်တော်ကြိုက်တယ်လို့နေနေပေါ့အမေမဆက်စုပါနဲ့ ဝင်းဝင်မပါနဲ့ဗျာဒီလိုသူ့ရဲ့အမေကိုအတန်အကျယ်ကြီးဟစ်ခါပြန်ပြောခဲ့ပါတယ်အမေအားတလက်တားတလင်းနဲ့စကားများကြရာ အနီးအနားမှာထိုင်နေတဲ့အဖေဖြစ်သူကကြားဝင်ပြန်ပြေးတဲ့အနေနဲ့သူ့တားကိုခေါ်လိုက်ပါတယ်တားကြီးအဖေဒီလာပါအောင်ကွာတားဖြစ်သူကခြေဆောင်ရင်းနဲ့အိမ်မောကနေဆင်းသွားပြီးအဖေခေါ်ရအောင်တွားခဲ့ပါတယ်အဖေဖြစ်သူကသူ့တားရဲ့ပကုံးကိုလှမ်းဖက်ရင်းအပြင်ဘက်ကိုလမ်းလျှောက်ခဲ့ကြပါတယ်တားဘာဖြစ်လို့အမေကိုပြန်ပြောနေရတာလဲ အဖေကလည်းကျွန်တော်ကကလေးမဟုတ်တော့တာနေတိုင်းလိုလိုကျွန်တော်ကိုအပြစ်မြင်နေတယ်။နေတိုင်းစူပူနေတယ်။ကျွန်တော်ဒီအိမ်မှာမနေကျွန်တော်ကိုဖေရ။ဩတာမေမေရဲ့ဆုံးမတကားတွေကိုစူတယ်လို့ထဲနေတာ ው ။မေမေမစူအောင်မေမေပြောတဲ့အတိုင်းငါတာနေလိုက်ဖို့ကွ။ဖေဖေလည်းမေမေလိုပဲတာအောင်မချက်ပါဘူးဗျာ။မဟုတ်ပါဘူးတာရဲ့။ဘယ်မိဘာမှကိုသားသမီးကိုလမ်းမမရောက်စေခြင်းမူ။ဒါကြောင့်ကြိုတင်တာစီရဲ့အနေနဲ့ပြောဆိုဆုံးမနေကြတာကွ။တော်ပြီ ဖေဖေလည်းမေမေလိုပဲတားကိုကောင်းမမြင်စူဖို့ပဲတည်ကြတယ်ဒီခါမှာဖေဖြစ်သူကပြုံးလိုက်ရင်လည်းကဲဖေဖေတခုပြောပြမယ်ဒါတေချာနားထောင်ဘာပြောမှလဲဖေဒါနားထောင်နေပါလေတားမေမေကိုတခုံးမကြံပြန်အားခံပြီးပြောခဲ့တယ်နော်ဒါတေချာစဉ်းစားတမ်းပြန်ပြောမှာပေါ့ဖေကလည်းနေတိုင်းပြတ်တော့ပြတ်တော့နဲ့ဆိုတော့ဒါနာကြီးတယ်ဗျကဲဒါဆိုဖေဖေအချက်၁၀ချက်ကိုပြောပြမယ်အဲ့ဒီ၁၀ချက်စလုံးတားလိုက်နာနိုင်ရင်တားမေမေကိုကြိုက်တယ်လို့အားခံပြီးပြန်ပြော ဖေဖေဘာမှမပြောပြောပါဖေတားနာထောင်ပါမယ်ဒါဆိုတားနာထောင်နံပါတ်1သုံးလားတီတီတားထမင်းစားပေးရရင်အန်နိုင်လားနံပါတ်2တားရဲ့ဝမ်းပိုက်ထဲကိုဘောလုံးတစ်လုံးထည့်ပြီးကြီးမားလာအောင်တလားတစ်ခါရေထိုးသွင်းမယ်အဲ့ဒီဘောလုံးကြီးကိုတားပိုက်ထဲမှာထည့်ပြီးဆေလာတိုင်တိုင်တားလေးခံပြီးတည်ထားနိုင်မလားနံပါတ်3လက်ဖက်ရည်ကော်ဖီကိုကြိုက်တဲ့မုန်းတဲ့အစားအစာတွေကိုမစားဘဲနဲ့6လတိုင်တိုင်အငတ်ခံပြီးနေနိုင်မလား နံပါတ်၄ညညအေးရင်လည်းဘဲညာမဆောင်ပဲငင်းငင်းလေးငားလားလောက်အိမ်နိုင်မလားနံပါတ်၅ရှစ်လတိုင်းတိုင်းစော်ကားတာတွေရှောက်နေတာတွေခုံပေါက်တာတွေကိုမလုပ်ပဲအိမ်ထဲမှာပဲငင်းငင်းလေးထိုင်လမ်းလေးကိုဖြည်းဖြည်းလေးရှောင်ရင်သားနေနိုင်လားနံပါတ်၆နာပြားတာတွေမရှိအောင်ကိုကိုကိုဂရုစိုက်နေရတယ်ကိုကြိုက်တဲ့အစားအသောက်တွေကိုစိတ်ကြိုက်စားဝင်မရှိရဲ့ဘဝမှာဆယ်လတိတိသားနေနိုင်လားနံပါတ်9 ဇလေးနာရေးကြာတတ်နေရင်ပြီးနာကျင်ကြိုက်ခဲရတဲ့ဝေဒနာကိုတားခံနိုင်လားနံပါတ်၈ကိုနိုဒီကောင်းကိုကရင်နာပြီးမယ်ဆယ်လားလောက်အထိနိုဒီကောင်းကိုကြိုက်တဲ့တန်ကိုတားခံနိုင်လားနံပါတ်၉ကြီးတွေတေးတွေအံပတ်တွေစတဲ့အညစ်ကြီးတွေကိုနှစ်နှစ်တိုင်တိုင်တားကျုံပေးနိုင်မလားနံပါတ်၁၀ညညဆိုရင်လည်းနှစ်နာရီကြာတစ်ခါလောက်တစ်နှစ်ကျော်အထိအေးအေးပြက်ခံပြီးတားထလုပ်ပေးနိုင်လားကဲ ဒီချက်စေတဲ့အတိုင်းသားလုံးနိုင်နေဆိုရင်သားရဲ့အမေဟာသားကိုဘာပြောပြောသားပြန်ပြောလို့ရတယ်။မိမိကိုသားစိတ်ကြိုက်ပြန်ပြောလို့ရပြီကွာ။ဖေဖေလက်ခံတယ်။သားဖြစ်သူကခဏစဉ်းစားလိုက်ပြီးဟုတ်ကဲ့ဖေဖေသားနားလဲပါပြီ။သားမိမိကိုရောဖေဖေကိုပါဘယ်တော့မှပြန်မပြောပါဘူးလို့သားကလေးပြောပါတယ်ဖေဖေ။ဒီအခါမှာဖေဖြစ်သူကသူ့ရဲ့သားကောင်းကိုချက်သလိုလေးပုတ်လိုက်ပြီးအပြုံးလေးနဲ့ဒီလိုပြောပါတယ်။ကဲမိမိရဲ့ဒုက္ခတွေကိုသားနားလဲပြီဆိုတော့ နောက်မေမေကိုပြန်မပြောနဲ့နော်ဒါငါသားလေးမာပါတယ်အသိဉာဏ်ရှိရဲ့ကလေးတယောက်ပါတောက်ကိုလာလေဆွဲလာဖွာဒုက္ခခံမွေးပေးခဲ့ပြီးအခုရွယ်ထီကြီးပြင်းလာအောင်ဒုက္ခခံပြီးပြုစုဆောင်ရှောက်ပေးခဲ့တဲ့မေမေရဲ့ကျေးဇူးတွေကိုဒါနားလေနော်နောက်ဆိုမေမေကိုဘယ်တော့မှ ပြန်မပြောနဲ့တီလာဒီအခါမှာတားဖြစ်သူဟာသူ့ရဲ့ဖေကိုဟုတ်ကဲ့ပါဖေဖေမေမေကိုနောက်ဘယ်တော့မှပြန်မပြောပဲမေမေခိုင်းတဲ့အတိုင်းမေမေစိတ်တိုင်းကြနေပါတော့မယ်လို့ဂရီပေးလိုက်ပါတော့တယ်